မြူးနစ်ကျင်စာကြောင့်ချန်ပီယံလိဂ်ကိုပိုးဆွဲရောမယ်ပြည်ချင်းလက်ရှိရသည့်ချန်ပီယံလိဂ်မှာအာဆင်နယ်နဲ့ပီအက်ဂျီလိုမျိုးချန်ပီယံလိဂ်မရဘူးတဲ့အသင်းတွေကဆီမီဖိုင်နယ်ထိကိုမှတက်ရောက်ထားခဲ့ပါပြီပီအက်ဂျီတို့ဒီချန်ပတ်မှာတော့ Triple Champion Inter နဲ့၅ကြိမ်ထိကိုမှချန်ပီယံဖြစ်ခဲ့ဖို့ရဲ့ Barcelona တို့ရှိနေခဲ့ပါပြီ စမီဖိုင်နယ်ပထမအကြောမှာဘာစီလိုနာနဲ့အင်တာကတရရလက်ထွက်ပေါ်ခဲ့ပြီးတော့အာဆင်နယ်နဲ့ PSG တို့ကတော့တကူးစီလိုဖြစ်နေခဲ့ပါပြီ။အမရိတ်ကွင်းမှာကစားခဲ့တာဖြစ်ပြီးတော့မာရီနိုရဲ့ဂိုးပဲချလိုက်လို့သာတရရလက်မထွက်ပေါ်ခဲ့တာဖြစ်ပါပြီ။လက်ရှိလူစင်းရကတော့ PSG ကအာသာချက်တွေရှိနေပြီးတော့ချန်ပီယံလိအဝေးကွင်းမှာအားနေတဲ့အာဆင်နယ်တို့ဒုတိယအကြောမှာတော့ထင်သလောက်ကိုလည်းမမဟုတ်ပါဘူး။ဒါပြင်ကမှ PSG ကွင်းလက်ကလီဗာပူးလိုမျိုးပရီးမီးယားလိထိပ်သီးကြီးကိုဖျောက်ချခဲ့တဲ့ပြင်ကမှပထမအကြောမှာလည်းအာဆင်နယ်ကိုကောင်းကောင်းကိုဒုက္ခပေးနိုင်ပါပြီ။ဒါပြင်ကမှချန်ပီယံလိဖိုင်နယ်ကျင်းပမယ်မြို့နယ်မြို့ချောင်းလေး PSG က မ်ပီယံဖြစ်နိုင်ခြင်းများဖြစ်ပါသည်။မီနီမျိုးမှာဖိုင်နယ်ကျင်းပတဲ့ရာသီတိုင်းချန်ပီယံလိအတင်ထွက်ပေါ်တတ်တာအဆင့်လာလို့ဖြစ်နေခဲ့ပါသည်။ဒါကြောင့်မဲအာဆင်နယ်နဲ့ PSG ကိုချန်ပီယံဖြစ်ဖို့မျှော်လင့်ခဲ့ကြပြီးတော့လက်ရှိအနေအထားအရ PSG ကအလေးတာနေခဲ့ပါပြီ။ဖောင်ရကောစီးရင်ရပါအတောင်တင်းဆုံးဖြစ်နေတဲ့ PSG တို့မြူနစ်ကျင်းစာအတိုင်းချန်ပီယံဖြစ်သွားမလား။အာဆင်နယ်ကပဲချိုးဖြတ်သွားမလားဆိုတာကိုတော့လာမယ့်မေလ၈ရက်နေ့မှာအဖြေပေါ်သွားမှာလည်းဖြစ်ပါပြီ။